မိတ်ဆွေတို့တွေလေရင်မစီးဘူးကြပေမဲ့ဒီမြင်းတွေကတော့လေရင်စီးဘူးကြပါတယ်ဒါပေမဲ့ခီးတဲ့တွေနဲ့အတူတူစီးရတာတော့မဟုတ်ပါဘူးသူတို့ကိုကုန်တင်လေရင်ကြီးစားကြီးတွေနဲ့တင်ဆောင်ကြတာဖြစ်ပါတယ်လေရင်စီးပြီးသွားရတာလည်းမဆန်းပါဘူးဒီမြင်းတစ်ကောင်ရဲ့တန်ဖိုးကဒေါ်လာတန်းချီတန်ပါတယ်ပြီးရင်သူတို့ကမိတ်ဆွေတို့လိုလေစိတ်မှာချက်အင်ကောင်တာကိုလည်းဖျက်တန်းစရာမလိုပါဘူးသူတို့အတွက်တီးတက်ဆောက်ရှောက်ပေးမဲ့သူတွေကကြိုတင်ပြင်ဆင်ထားတဲ့နေရာတွေစီကိုတခါတည်းခေါ်သွားကြတာဖြစ်ပါတယ်သူတို့ကိုအဲ့ဒီလိုခေါ်ဆောင်တဲ့အခါမှာလည်းထိခိုက်မှုမရှိအောင်လို့စနစ်တကျခေါ်ဆောင် င်သွားကြပါတယ်ပြီးရင်တော့လေရင်နဲ့ပြန်တန်းနေစဉ်အတွင်းမှာလည်းမြင်းတွေအတွက်စိတ်ဖိစီးမှုမရှိအောင်လို့ကျွမ်းကျင်ပညာရှင်တွေကဂယုတစိုက်ကြီးစုပေးကြပါတယ်လေရင်ပေါ်မှာအစာကျွေးတာရေတိုက်တာစိတ်သက်တောင်းတတာဖြစ်အောင်ဂယုစိုက်တာတွေအပြင်လေရင်မှုတွေကပါမြင်းတွေအတွက်တက်တောင်းတတာရှိမဲ့အပူချိန်ကိုထိန်းညှိပေးကြပါသေးတယ်ဒီလောက်ထိဂယုစိုက်ရတဲ့မြင်းတွေဟာဘာကြောင့်လေရင်နဲ့ခီးထွက်ကြတာလဲအကြောင်းကတော့သူတို့ဟာကဘာကျော်ပြိုင်ပွဲတွေနဲ့မျိုးဆက်ပွားရေးအတွက်နိုင်ငံတကာသွားနေကြရတာပါဒါပေမဲ့ဒီမြင်းကြီးတွေကလေရင်ကိုအခက်မဲ့စီမင်းခွင့်တော့မရကြပါဘူးမ င်းတကောင်ကိုလေရင်တစ်စီးနဲ့ပို့ဆောင်ခအမေရိကန်ဒေါ်လာ1000ခွဲအထိကုန်ကြခံရပါတယ်မိတ်ဆွေတို့ရောဒီမြင်းတွေကအင်မတန်မျိုးတက်တဲ့မြင်းတွေလို့မထင်မိကြဘူးလားဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာကိုပြင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ခီးရီးတစ်စတူဒီယိုလေးကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်